မင်္ဂလာရှိတဲ့နေ့ရက်ကလေးဖြစ်ပါစေနေ့ရက်တိုင်းနေ့ရက်တိုင်းမှာစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့အတူတရားတော်လက်ကင်ထားပြီးတော့မတရားတဲ့အရာတွေပူလောင်စေတဲ့အရာတွေကိုယ့်ကိုတောကပေးမဲ့လူတွေမတူတော်တွေအကုသိုလ်တရားဖြစ်အောင်ဖန်တီးမဲ့အကြောင်းတရားတွေကနေဂင်းဝေးပြီးဘုရားတရားတန်ခါမိဘဆရာသမားတွေရဲ့စုဆုံးမှမှုအောက်မှာအထူးသဖြင့်ဆရာကောင်းသမားကောင်းတွေရဲ့လမ်းညွှန်မှုအောက်မှာအေးချမ်းလာတဲ့မေတ္တာစိတ်အောက်မှာ ဘဝကိုအပူပင်ကင်းကင်းတောကကင်းကင်းဖြတ်တန်းနိုင်ပြီးတော့ခொနည်းတာသမီပေါ်စေတနာသာတရားတွေထားပြီးလူနိုင်တန်းနိုင်ပေးနိုင်ကမ်းနိုင်ပြီးတော့ဇေနုညာတိကာတွေကိုကြည့်ရှုထောက်ပတ်ပေးကျွေးနိုင်တော့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ဖြစ်ပါစေ။အိုသစ်အိမ်သစ်တွေကို ပိုင်ဆိုင်နိုင်ပါစေ။အိုပိုင်အိမ်ပိုင်တွေရပါစေ။မရှိတဲ့စကားကိုမပြောရမကြားရမသိရပဲလက်ပြားမှာစိတ်နေရွှေတွေငွေတွေတီးပြီးတော့စိတ်သွားတိုင်းကိုပါ လူနိုင်တန်းနိုင်တဲ့ပုံကိုယ်သူတွေဖြစ်ကြပါစေကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ခုနှစ်ရက်သားသမီးအပေါင်းကိုကိုယ့်ရဲ့မေတ္တာစေတနာနဲ့သံဃာ့ဘီအရာအားလုံးကိုမေတ္တာဖြင့်အနိုင်ယူနိုင်တော့သူတော်ကောင်းတွေနဲ့အောင်ဖြစ်ကြပါစေလို့ကျွန်တော်ခွန်သားချုပ်ကဥစွာပထမစတောင်းမေတ္တာပို့တာပေးပါတယ်ကျွန်တော်ဒီနေ့ပြောမယ့်ဗီဒီယိုဖိုင်လေးကတော့အိမ်တအိမ်မှာလလာပါပွင့်လန်းဖို့အတွက်ကို နေ့စဉ်ပြုလုပ်တင်တော့အချက် ၄ချက်ကိုပြောလာပါလူတယောက်ကလက်လာပါကောင်းမှုအရင်အရေးကြီးပါတယ်လက်လာပါမရှိပဲပိတ်နေပြီဆိုရင်ဘလောက်ပဲစူးစားအားထုတ်မှုတွေရှိနေပါစေကံမခိုင်တန်နိုင်တောင်လဲတယ်ဆိုလိုပဲကိုယ့်ရဲ့စူးစားမှုကအရာရောက်လာမှာမဟုတ်ဘူးအခက်အခဲတွေအစမပြေမှုတွေကြာမှာအမြဲတမ်းကြာရှုံးပြီးတော့လက်ပိတ်ခြင်းရဲ့အတန်ကိုအလူလဲခံရပါများလို့ရှိရင် လောကကြီးတရားနဲ့ကိုယ့်ကိုယ်ကိုတတ်သိခြင်းပြီးတော့ထွက်သွားခြင်းနဲ့စိတ်တွေဖြစ်ရလောက်အောင်ဒီကိုစိတ်ထက်ကြတတ်ပါလေလူတယောက်ကလတ်လာပါတယ်ရွှေလန်းလာပြီဆိုရင်ကတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာနေရတာပြောလာမယ်ကိုယ့်ရဲ့နေစဉ်ဝင်နေတဲ့လက်လာပါလေးကိုအကျိုးရှိတာလေးတွေအသုံးချချင်တာလေးအဲဥမာတချို့ဖြုံးတာလေးတွေပေါ့နော်အဲဝင်လာတဲ့လက်လာပါလေးတွေနဲ့ကိုယ့်ဘဝကိုကြည်ကြည်နူးနူးပျော်ပျော်ရွှင်ရွှင်လေးဖန်တီးပြီးတော့လူဖြစ်ရတာလူဖြစ်ရကြုံနဲ့တယ်လို့ခန်းစားလာမှာပါ လူတော်တော်များများတော့အလုံးလုံးကြပါတယ်အလုံးမလုံးချင်တဲ့သူဆိုတာတရားမှာဆယောက်လောက်ပဲရှိမှာပါအဲ့ဒီအလုံးလုံးတဲ့ခါမှာလုံးတဲ့အလုံးကန်ကောင်းဖို့ကလက်ကောင်းနေဖို့လိုတာပါအဲ့တော့လူချင်းမင်းတို့လက်လာပါကောင်းကျင်တယ်ဆိုရင်ဒီဗီဒီယိုဖိုင်လေးမှာပါတဲ့အချက်၄ချက်ကိုနေ့စဉ်လုပ်ပေးပါပထမအဦးဆုံးတော့အချက်တစ်ချက်ကတော့မနက်ခင်းမိုးလင်းလို့မျက်လုံးနှလုံးဖွင့်ပြီးဆိုတာနဲ့ညနာမတက်ခင်မှာပထမအဦးဆုံးကိုယ့်ရဲ့စိတ်ထဲကနေပြီးတော့မှဒီနေ့ ကိုကုသိုလ်ဘယ်နှမျိုးပြုမလဲဆိုတဲ့အတွေ့အကြုံကိုစပြီးတော့တွေ့ရမှာပါကျွန်တော်တို့ကနေ့စဉ်မိုးလင်းလို့ရှင်မျက်လုံးနှလုံးဖွင့်တာနဲ့နေမဝင်ခင်သမို့နေညအိပ်ရာမဝင်ခင်အထိကုသိုလ်အကုသိုလ်တွေနေ့စဉ်လောက်ရတာပါမသိလို့သာပါဖះမှသွားပြီးအလူလူမှမဟုတ်ဘူးကို့ပါဝင်ကြပါရှိနေတဲ့အရာတွေရုပ်စာဆုံးကို့ရဲ့နှုတ်တော်ကရွတ်ဖတ်တဲ့ဆဲတဲ့ဂါထာဂုံတော်တွေဒါတွေအားလုံးဟာအကျိုးပြုတဲ့အကြောင်းတရားတွေပဲအဲ့တော့ ကုသိုလ်တခုပေါ့မျိုးလုံးနှလုံးဖွင့်ပြီးဆိုရလဲငါဒီနေ့ကုသိုလ်ဘယ်နှမျိုးလုပ်မလဲဘာကုသိုလ်တွေလုပ်မှာလဲအဲ့လုပ်တဲ့ကုသိုလ်တွေရောဘသူတွေကိုအကျိုးရှိပြီးတော့ငါအတွက်ဘလောက်အကျိုးရှိမှာလဲဆိုတော့ကုသိုလ်ပရိသတ်ပဲဘွားတဲ့စိတ်ကူကိုပထမအဦးဆုံးစတဲ့တင်တာပါဒီနေ့မနေ့ဆိုရင်ကျွန်တော်ကမျိုးလုံးနှလုံးဖွင့်လာတယ်နံပါတ်1 ကိုယ့်ရဲ့ခန္ဓာကိုယ်ယုံနဲ့ယုံနဲ့နာခန္ဓာ၅ပါးကိုမြတ်စွာဘုရားရှင်ကိုလူပြီးတော့ဘုရားရှိခိုးတဲ့ကုသိုလ်ကောင်းမှုတစ်ခုကိုပြုမယ်။ပြီးရင်အခုလိုမျိုးနိဗ္ဗာန်ဆောတဲ့ကုသိုလ်ကိုပြုမယ်။ပြီးရင်ကျွန်တော်အခုပုပ်ပါသွားမယ်။ပုပ်ပါနေပကံသွားမယ်။လမ်းမှာပြတ်တာလမ်းရှိတယ်။အဲ့မှာကျွန်တော်တို့ဟိုပတ်စံကျဲတာတွေလူတာတွေလုပ်မယ်။ပြီးရင်ကျွန်တော်စံနေစီတွေနဲ့ပတ်သက်တဲ့အလူလေးတွေလူချင်းနဲ့အစရှိတဲ့ကိုလူချင်းတဲ့ကုသိုလ်လေးကိုကိုမနက်ခင်းကစိတ်ထဲမှာစိတ်ကူးလိုက်တယ်။အဲ့တော့နှလုံးနှလုံးဖွင့်လာတဲ့အဲ့ကုသိုလ်ဘာလုပ်မလဲဒီနေ့ငါဘာကုသိုလ်တွေလုပ်မလဲဆိုတဲ့ဟာကိုနံပါတ်1လောက်အောင်ပါ။ ပြီးကျွန်တော်တို့မျက်နှာတက်ပြီးသွားပြီဆိုတာနဲ့ကိုယ်မျက်နှာမှာရှိတဲ့ဒါအညစ်အကြေးတွေကိုတန့်ရှင်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ဒီမျက်စိလဲရပါမယ်ကျွန်တော်တို့ရဲ့စိတ်ထဲမှာရောကျွန်တော်တို့ရဲ့အိမ်မှာရောကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာရောအမိုက်ထုတ်ပြီးညံ့နေတဲ့အရှုပ်ထုတ်တွေအများကြီးရှိပါတယ် အဲ့ဒါတွေကိုကျွန်တော်တို့ကရှင်းထုတ်လိုက်နိုင်မှာကျွန်တော်တို့စိတ်ကလေးကအရှင်းပကတိတိုင်းတန့်ရှင်းပြီးကြံခဲ့ပါအဲ့တော့ဒီမျက်စိလဲတဲ့အခါမှာယူယူလဲတာမျိုးမဟုတ်ဘဲနဲ့အပူငိမ့်ဂါထာကိုရပ်ပတ်တယ်ဆက်ပြီးတော့လဲရပါကျွန်တော်ရှေ့ကဂါထာစာအုပ်ဝယ်ထားတဲ့သူတွေကတော့အပူငိမ့်ဂါထာကိုသိလိမ့်မယ်တကယ်လို့ဂါထာစာအုပ်မရောက်သေးတဲ့သူတွေကတော့စိတ်ရှည်တိခန်လမ်းချောင်းမှန်ဆိုတဲ့ပုံစံအတိုင်းပဲစိတ်ရှည်လက်ရှည်ဖြစ်9920 4436ဆိုတဲ့ဘိုင်ဘာမှာအပူငိမ့်ဂါထာလေးပေးပါခင်ဗျာလို့လာတောင်းပေးပါ Viber လက်ရက်ကိုလူ100လောက်ဝင်လာဖြစ်တဲ့ကြောင့်မို့ကျွန်တော် Viber မှာအနည်းဆုံး9000လောက်ကအရေးရှိတယ်။တိခံပြီးသားပေးကျွန်တော်ရဲ့ admin တွေအကုန်လုံးသူတို့ပြန်ပို့ပေးပါလိမ့်မယ်။အဲ့တော့အပူငင်းကာထာလေးကိုယူပြီးတော့ဒီမျက်စိလေးလဲ။အပူငင်းကာထာမရခင်ဆိုရင်ကတော့တဏ္ဍာကုံယူပြီးတော့ဒီမျက်စိလဲပေါ့နော်။အပူငင်းကာထာယူပြီးတော့ဒီမျက်စိလဲတယ်ဆိုရင်ကို့အိမ်မှာရှိတဲ့အမိုက်တွေရှင်းသွားအောင်လည်းမကဘူး။ ကိုဘွားတယ်မှာရှိနေတယ်ကိုရဲ့စိတ်ထဲမှာရှိနေတယ်အပူပင်နေအလုံးမှာအပူဒုတ်တွေမှလည်းအလုံးမှာရှင်းထုတ်သွားတာ ਨੇ အတူတူပါပဲအဲ့တော့အပူငင်းကာထာကိုယူပြီးတော့ဒီမျက်စိလဲခြင်းအဖြစ်တနေ့တာပူအောင်အပူတွေအခက်ခဲတွေကိုပောက်ရောက်သွားမှာပါတတိယမြောက်အချက်နေလည်းကတော့ဘောစင်တုတ်ယူရမှာပါဘောစင်တုတ်ကိုဘာကြောင့်ယူရလဲဘောစင်တုတ်ရဲ့အတိပ္ပယ်ကဘာလဲဆိုတာကတော့ပေကြီးစက်တုတ်ကိုလေ့လာလိုက်စားရတဲ့သူတွေသိမှာပါဘောစင်တုတ်ကိုရွတ်ဖတ်တရဲဆဲတဲ့နေရာမှာလက်လာပါရွှေစီဖို့အတွက် တနင်္လာနဲ့အသားကိုစောင်းပြီးတော့ရွတ်ပေးပါဥပမာကိုကိုခရီးကန်းကောကြက်အဲ့လိုအစင်ကြီးတဲ့တနင်္လာနဲ့အသားလေးကိုကင်ပြီးတော့ဘောစင်တုတ်ကို၃ချိန်ပူဇော်ပေးမယ်ဆိုရင်လတ်လာပါလေရွှေလန်းစီပါလေလေးခုမြောက်ကတော့အင်္ဂါကိုကွယ်ထားတဲ့မြတ်စွာဘုရားရှင်ကိုတောက်တော်ကြီးတုံးတော်ကြီးချိုးတော်ကြီးမြင့်တက်တော်ကြီးခြေစည်းတော်ကြီး၅မျိုးကတ်တဲ့အတွက်ကြောင့်တတိတာဖြတ်တန်းသွားလာတဲ့လန်ခီကြီးတစ်လျှောက် တဏိတာဖြတ်တန်းနေနေစဉ်ကြုံတွေ့ရတဲ့လူတွေအားလုံးအပေါ်ကို အာနာဇက်ထက်ပြီးတော့ကိုယ့်ဘဝအတွက်အထောက်အပံ့အထောက်အကူပြုစေမယ်လူကောင်းသူကောင်းမိတ်ဆွေကောင်းတွေအကျိုးပြုစေမယ်အဆွေခင်မွန်းကောင်းတွေတွေ့ရပါစေလားလို့ဆုတောင်းပါပါ ဒါကတော့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအတွက်တနေ့တာလက်လာပါရှင်စီဖို့အတွက်နေ့စဉ်ပြုလုပ်တဲ့အချက်၄ချက်ပါဒါကိုကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင်ရှားဖွေစားတော့ရတဲ့ဓမင်းသုံးနှက်ကလည်းမခက်ခဲဘူးဖြစ်တည်ဖြတ်တန်းသွားလာရတဲ့ဘဝရဲ့နေ့ရက်တရားလည်းမပင်ပန်းဘူးနေ့စဉ်နဲ့အမျှကြည်နူးပျော်ရွှင်မှုလေးတွေနဲ့အတူလူတန်းစိတ်နေနိုင်ပြီးလူရဝင်တဲ့သူလူနိုင်တန်းနိုင်တဲ့ပုံကူသူတွေဖြစ်ပါလိမ့်မယ်လို့ကျွန်တော်ကနိဗ္ဗာန်စွာလို့ရင်ဝေမျှလိုက်ပါတယ်ခင်ဗျာ